ီနေ့မှာတော့ Transmat brand တွေကလူကြိုက်များပြီးပို့တယ်ပဲဖြစ်တဲ့ speaker တွေလုံးညီမရှိကိုရရှိနေပြီ speaker နှလုံးအောင်ဆိုရင်အတန်ထွက် quality တော်တော်ကောင်းပြီးတော့လူကြိုက်များတယ်လို့ညီမသိထားတယ်အဲ့တော့ speaker နှလုံးကအတန်ထွက်ကိုတကယ်ကောင်းရဲ့လားဘလို့လဲကွာရှောက်မှုရှိလဲဆိုတော့ပြီးရင်ညီမလည်းတူစမ်းကြည့်ကြတယ်အောက်ဘက်အနေနဲ့ဆိုရင်ဒီ tweet လေးဟာ channel ထပ်ပြီးတော့ဒီ tweet plan လေးရောဆိုရင် trending quality ထွက်တယ် design ဘက်မှာဆိုရင်လည်းဒီ tweet လေးဟာကြီးလိုက်တာနဲ့လုံးဝအကြမ်းခံတဲ့ဘိုက်မျိုးကိုခံစားရမယ်အဲ့လိုပဲဒီ tweet plan လေးက ာဆိုရင် Sound Pass Technology System ပါဝင်ထားတာကိုတွေ့ရတယ်။အဲ့လိုပဲဒီ D2 Plan လေးမှာဆိုရင်လည်း RF System ပါဝင်ထားတာကိုတွေ့ရတယ်။ဒီ speaker လုံးလုံးမှာဆိုရင်တော်တော်လေးပုံမှာ portable ဖြစ်တာကိုတွေ့ရတယ်။ဒီ speaker လုံးလုံးမှာဆိုရင်တော်တော်လေးပုံမှာခြေဆက်မှုမြင်ဆက်ပြီးတော့ YouTube version နေနဲ့ PowerPoint တွေတွေတုံးပြထားတာကိုတွေ့ရတယ်။သူတို့တစ်ခုရဲ့ပလေးတိုင်းနေနဲ့ဆိုရင်ဒီ fit လေးက90ဝန်းကျင်လေးကိုကောင်းကောင်းနားဆင်နိုင်ပြီးတော့ D2 Plan လေးကတော့24နာရီဝန်းကျင်ပြီး AC သုံးပြလို့ရတယ်။အဲ့တော့ speaker လုံး ဖက်နေတာဘယ်လောက်ကြီးကွာရှာမှုရှိလဲဆိုတာညီမလေးတို့ ော့တော်တော်လေးကိုမိုက်ပြီးတော့ကြည်လင်တာကိုတွေ့ရတယ်။လူလူလူမြတ်မြတ်ကြိုက်တာလည်းမဆမ်းပါဘူးမြမတော်တော်ကြိုက်နေပြီ။အဲ့တော့နောက်ထပ်ဘေးစပီကာလေးတွေကိုပုံမေးလုပ်စီချင်